အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel တွေနှုတ်ဆက်လိုက်ပါတကယ်ညင်တို့ကြီးမနေ့ကအာဆင်နယ်ရပြီးသွားပြီဘိုင်ယန်မြူးနဲ့အင်တာမီလန်ပြီးသွားပြီမန်ချက်နဲ့နန်းထွက်လေပဲအာကြီးရဲ့ line ကလည်းချက်တော့ရှိုးကြည့်အောင်အာကြီးနေ့ပွဲမှာထွက်သွားတာလားပြီးပြည့်စုံတော့ဂါဘရယ်တော့မပါလာတဲ့နေထိုင်တစ်ခုနဲ့တော်တော်ကံဝါဆိုတော့ခြေနေကောင်းတယ်လို့ပဲပြောအောင်ပါမနော်ပါတီအိုဒီကက်ဒီကန်ရိုက်စာကနာဝါတယ် ဒီကွာကရဲ့ freak နဲ့လောကောင်းလိုက်တာအရင်တော့ဗကန်ပြန်တွေးလိုက်ရသလိုပဲတော်တော်မိုက်တယ်3ရဲ့ကြည့်လိုက်တော့လူစင်းအပြည့်ပြည့်စုံပဲ body sense ရိုဒီကလပ်ပါတော်တော်နာဝရီရဲ့တော့အောင်နာတော်တော်ကျန်းနာပွဲကမပင်ကတော့ညီတီဝါနေထိုင်တခုမှာအာကြီးက right နကိုမာရီနိုနကိုရီရဲ့နောက်ပွဲအတွက်အချိန်ကောင်းမလားလွယ်လောက်အောင်နော် ဒါပြီးတာနဲ့ကျွန်တော်နောက်တစ်ပွဲကြာတော့ဘန်မြူနင်နဲ့အင်တာမီလန်ဘန်ရန်ကလည်းမူလာရဲ့နောက်ကျကိုနေမှာသိရများရမလားဆိုတော့ဖရန်တီစီက88မိနစ်ပြန်ထည့်လိုက်တယ်ထွက်လာလိုင်းရလေးရလေစုံဝဲကိမ်နဲ့ဒီယန်နဲ့ဘန်ရန်လည်းခြေနေနေထားလဲ4231နဲ့ထွက်လာပြီးတော့ အီတလီထောက်ဆန်တိုင်းရတော့352ပဲပေါ့အီတလီကလည်းအင်ဇာဂီကတော်တော်စမ်းပြပါဆိုတဲ့အနေထားတခုတော့စောက်ကြည့်ဖို့တော့ကောင်းတယ်နော်ဒီပွဲစဉ်တွေပြီးတာနဲ့ဒီနေ့တွင်ကျွန်တော်တို့ prediction နှစ်ပွဲကိုနည်းနည်းတော့ကြောက်လက်ပါမနေ့ရက်ပွဲတွေကြည့်ပြီးတော့ prediction စလိုက်အောင်โอเค โอเคကျွန်တော်ဒီနေ့ဘာစီလိုနာနဲ့ဒေါ့မော့ပွဲတစ်ချက်လောက်ရှုကြည့်အောင်ဘာစီလိုနာအိုလံပစ်ပွဲမှာကံမှာပေါ့ဘာကားလုံးနောက်ဆုံး၅ပွဲမှာဒီပွဲပဲသိကြထားတယ်ဒေါ့မော့၂ပွဲရှုံ၃ပွဲနိုင်ထားတယ်သူတို့နှစ်သိန်း head to head တွေ့ဆုံမှုတွေရတော့ဘာကား၂ပွဲနိုင်ပြီးတော့ဒီပွဲသိကိုစကိုနေနေတော့6 9 3 9ทีပဲရရှိထားနေတာကိုတအားမပြတ်ဘူးเนาะဒီကောင်လေးကို ွဲစဉ်လို့ဖြစ်နိုင်ပွဲလိုင်းရလေးတွေကတော့ပုံမှန်တိုင်းဘာကတော့ဖိုတို3-1နဲ့ထွက်လာပြီးတော့တော့မော်လေဖိုတို3-1ပဲပြည့်ပြည့်စုံလို့တို့ရင်အားရနေလာကြမှာပဲဘက်လည်းဘယ်လိုပေးထားလဲဘက်တရ133နဲ့50ဘိုးကတော့ပြက်မယ်ဆိုတဲ့အနေထားတော့သူခေါ်ဆောင်ထားတာပေါ့ပွဲစဉ်နဲ့လဲစောက်ကြည့်ရမှာပဲနေထားလည်းဘယ်လိုလာမယ်မသိဘူးဒီပွဲစဉ်ကြီးသားကျွန်တော်တို့ တိုင်းနဲ့သက်ခဲ့မယ်ဆိုရင်တော့ဘာစီလိုနာပဲပြောရမှာလွယ်လွန်များဘာကဒီပွဲမှာသုံးကိုတကုတ်နဲ့ပြီးဆုံးမယ်ကျွန်တော်ခမန်းလိုက်ပါဗျာ Okay ဘာကပွဲပြည်တာနဲ့ကျွန်တော်နောက်ပွဲကြည့်ရမှာကြာတော့ PSG နဲ့ Estoril Amri ရဲ့ Estoril UEFA lucky တော့အញ្ញကောင်းတော့ Amri က PSG ကလည်းနောက်ဆုံးပွဲမှာနှစ်သိန်းတော့ငါးပွဲလို့နိုင်တာကျွတ်စင်ဟက်တူဟက်တွေ့ဆုံမှုတွေတော့မတွေ့ဘူးเนาะနှစ်သိန်းက အစ်တော်ဗီလာလည်းခုလာတဲ့နေထားနေဆိုတော့ man of folly ရလို့ခု PSG မှာကဲမကွင်းပြီပေါ့နော်ကျွန်တော်တို့ဒီကွင်းမှာကဲမဆိုတော့ဒီနေ့သိရင်ကျွန်တော်တို့ဖြစ်နိုင်ပွဲလိုင်းရည်ချက်လောက်ရှုပ်ကြည့်လိုက်ခါမှာအစ်တော်ဗီလာတော်တော်ပြင်ဆင်ထားတယ်ကျွန်တော်တို့အာအဆန်စီလို့ပြောလို့ခေါ်ထားနေထားခုနဲ့ဖြစ်နိုင်ပွဲလိုင်းအားလည်းနှစ်သိန်းလောက်အားလည်း433နဲ့ထပ်မနေထားပဲရှိတယ်433နဲ့ instabila 4231နဲ့လာမနေတာနဲ့ဖြစ်နိုင်ပဲ line app ကတော့ဒီ time ပဲဆိုတော့နည်းနည်းတော့အုံစာဝါလို့ပြောလို့ရရเนาะအဲ့တော့ Napoli ရဲ့ကောင်ရောက်လာမိုက်တယ်မယ် Dembele နဲ့ Barcola နဲ့ Respo နဲ့ဒီပွဲစဉ်ကြီးကလည်း PSG ကလည်း Liverpool တောင်ရှုံးနိုင်ပြီးတက်လာဆိုတော့နေထားကောင်းတဲ့နေထားကြီးမှာ1-2နဲ့7-5 တူတူပဲနှစ်ပင်းအပွဲပြည့်နေတဲ့ခြေအနေထားရဒီပွဲစဉ်မှာလည်း PSG ပဲအားရပါတယ်ဂျမ်ဘလီနဲ့ရော်ဂျာရော်ဂျာတော့မဲ့ပေါ်မှာကိုစကိုရီသွားရောက်ဒီပွဲစဉ်တွေနှစ်ကိုတကိုနဲ့ PSG နိုင်ရရှိမဲ့ကြောင့်ပွဲစဉ်ခံမရရင်ねကျွန်တော်တို့ချန်ပီယံလိဂ် Day 2 Quarter Final တကယ်ကြီးအရောက်နေဆိုတော့ကျေးဇူးတင်ပါတယ်